မင်္ဂလာပါရှင်ရေငကတဲ့ channel နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။မော်ရမြို့နယ်မှာပြည်သူ့ထမ်းမဆက်ကြီးကောင်းနဲ့ရဲရရှိတောင်းနဲ့ရဲတပ်သားတအုပ်တို့လိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်တွေကပြစ်ကတ်မှုရဲလေးဦးသိဆောင်ပြီးလက်နက်ကင်များတင်ဆက်ရရှိ။စကိုင်းတိုင်းမော်မြို့နယ်မှာပြည်သူ့ထမ်းမဆက်ကြီးကောင်းနေသောရဲရရှိတောင်းနဲ့ရဲတပ်သားတအုပ်တို့လိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်တွေကပြစ်ကတ်မှုရဲတောင်းသိဆောင်ပြီးလက်နက်ကင်နဲ့တင်ဆက်ရရှိကြောင်းမော်ရမြို့နယ်ပြည်သူ့လော်ကျောင်းရဲ့ဖွဲ့မှတာဝန်ရှိသူကပြောတယ်။ အော်တိုဘာလာလေးရနေမနက်ပိုင်းမော်ရမြို့နယ်တာစီလန်းနဲ့အက်တော်ဝိုက်ဘတ်မှာအပြည်သူတွေထံကနေငွေကြေးနဲ့ပါလာရဲ့ပစ္စည်းတွေအတင်းတမဆက်ကြေးကောက်ခံနေတဲ့ရဲအရာရှိတုံးနဲ့ရဲတပ်သားတအုပ်လိုက်ပါလာအင်စီကာကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ကြတဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေရဲလေဦးစလုံးတိုက်ဆုံမီတော်လည်းတပ်တွေထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲများတင်စီရရှိခဲ့ကြောင်းသိရတယ်။တိုက်ဆုံးသူရဲလေးဦးနဲ့ကတအုံမကချင်ပြည်နယ်မိုးကောက်မြို့နယ်နမတီနမြေရဲစခန်းကအရဲတက်ကြတိန်းစော်ဖြစ်ကြောင်းတိန်းစီရရှိတဲ့လက်နက်ကဲအနေမှာ PA63 ကော G3 နှစ်လက်ကိုမမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီနဲ့လိုင်းအင်စီကားမှလည်းပြက်ကတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရတယ်။ပြည်သူအနေနဲ့လက်ရှိချိန်တွေမှာထူးခိုးဆိုင်ပြီးတော်လာပေးကြမယ်။ဘေးကင်းကြပါစို့ပြောချင်တဲ့ဦးမောင်ရမြို့နယ်ပြည်သူလော်ဂျော်ရေးဖွဲ့မှတောင်းရှိသူကပြောတယ်။ အဆိုပါမရှင်ကိုမောင်မြင့်နယ်ပြည်သူ့လော်ကျော်ရေးဖွဲ့နဲ့ကျောင်းသားတက်တော်မောရခိုင်တိုင်နှစ်ခွဲတေရွာစော်ကြီးတော်တော်လန်တန်ဘူးတလီမိုဘိုင်းတင်းတို့ကအတူပူပေါက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဆလပီမဲဆင်းမှယွင့်မှုအကြောင်းပြအနာသိခဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆင်းတွေမှာလူရေ900မှာ300မှယွင့်နေရလို့စက်ဖတ်ပါတီမှာဘူးလဲလာစေပြော2020ရွေးကောက်ပွဲမှာမဲဆင်းမှယွင့်တဲ့အကြောင်းပြအနာသိခဲ့စစ်တပ်ကပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက်မဲဆင်းနေမှာလူဦးရေ900တွင်လူဦးရေ300မှာရင်းနေကြောင်းချက်ဖို့ပါတီမှဘူလလစေကပြောတယ်။ရွေးကောက်ပွဲအတွက်မဲဆင်းနေတော့ဆစ်ဆစ်ကြည့်ရဲ့အခါမှာလူဦးရေ900မှာလူဦးရေ300မှာမဲဆင်းနေမှာရင်းနေကြောင်းရွေးကောက်အုပ်ချုပ်ရေးမှူးနဲ့မိသားစုပဲမဲဆင်းမပါကြောင်းမဲဆင်းနေအလွန်ကွာဟနေပြီးမဲဆင်းနေပြန်လဲပြုတ်ပြဲမင်းချိန်တပတ်တာကျွန်တော်ကြောင့်ဘူလလစေကပြောတယ်။ ထို့ပြင်မဲဆင်းတွေမှာတမြုတ်နယ်လင်းရာကနန်းကျော်ကွာနေပြီးမဲဆင်းတွေမှာရင်မှုများတဲ့အတွက်မဲဆင်းကိုတပ်ပုံရိုက်ပြီးရက်ကွက်တွေလူရည်စင်းနဲ့တိုက်ဆိုင်စစ်ဆေးနေရကြောင်းစစ်တပ်လက်အခံရွေးကောက်ပွဲကော်မရှင်နေဖြင့်မဲဆင်းတွေကိုပြန်လည်ပြုပြမည်ဖြစ်ကြောင်းလှဆွေကဆိုရယ်နောက်တခါလွတ်တော်ကိုယ်စားလှယ်တောင်ပဲပါတဲ့သူမိသားစုကြောင့်မပေါဘူးလွတ်တော်ကိုယ်စားလှယ်လောက်အားနာလို့ထည့်ပေးလိုက်တော့လားမသိဘူးအဲဒီတော့ UEC ကဒီမဲဆင်းတွေကတော်တော်ကိုမှားနေတယ်တော်တော်ကိုပြန်ပြင်ရမယ့်အရာတွေ့တယ်ဒါလေးကိုချိန်ပြီးပြုတ်ပြင်ဖို့ဘယ်သူတွေအလုပ်ရှုပ်လဲဆိုတော့ရက်ကွက်အုပ်ချုပ်ရေးမှုတွေလွတ်တော်ကိုယ်စားလှယ်တွေကိုတိုင်း 2020ရွေးကောက်ပွဲမှာ LDP ပါတီကပြတ်သက်နိုင်ရရှိခဲ့တော့လေမင်းအွန်လိုင်းနဲ့စစ်တပ်ကမဲဆင်းနေမိုင်းသူစုကအကြောင်းပြပြီး2020ရွေးကောက်ပွဲရလက်ကိုပဲဖြတ်ကသမရဝင်မြင်တဲ့နိုင်ငံတော်အတိုင်းမကပေါ်ကိုတောင်ဆန်းစုကြည်တို့ကိုဖန်စီကဆီယနာသိမ်းခဲ့ခြင်းဖြစ်ပါတယ် ဆက်လက်ပြီးတရင်ကျော်လာပြည့်နေ့မှာစစ်တပ်ကနမ်တူနဲ့ဒီပေါ်မျိုးတို့ကိုဇက်တိုက်လျင်နဲ့ပုံကျအကြောင်းနဲ့အများပြပြက်စီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ထွတ်မြတ်တာယနေ့ကြောက်တဲ့တရင်ကျော်လာပြည့်နေ့မှာစစ်တပ်ကနမ်တူမျိုးနဲ့ဒီပေါ်မျိုးတို့ကိုလျင်နဲ့ပုံကျတိုက်ခိုက်တာကြောင့်နေအများပြပြက်စီသွားကြောင်းတရားနယ်ရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေပြောဆိုကြရသေးရတယ်။ ယနေ့အော်တိုဘာလ6ရက်နေ့မနက်9:43မိနစ်ချိန်စစ်တပ်ကနမ်တူမြို့မြို့မဆေးရက်ကွက်နှစ်ကိုတိုက်လေနဲ့ပုံကျဲခဲ့ကြောင်းပုံကျဲမှုကြောင့်နမ်တူမြို့ရှိနေချောင်းလုံးလေပုံစားတိမဲ့ပြည်စည်းသွားခဲ့ကြောင်းပုံကျဲမှုကြောင့်ပြည်စည်းမှုပမာဏ area ကြီးမှာတော့လေတည်ဆုံသူမရှိကြောင်းသိရတယ်။ လားတူယနေ့မနက်9:38မိနစ်ချိန်မှာလဲရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်တပ်ကတိုက်လေနဲ့ပုံကျဲချသွားခဲ့ကြောင်းဒေသပြည်တွေနဲ့ဆက်သွယ်ရှိတဲ့တရင်မြစ်ကပြောတယ်စစ်တပ်ကဒူဘလာညနေ့မှာလဲနမ်တူမြို့မှာပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူလူထုလေးဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းပြည်သူများအနေဖြင့်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်အစေအသတိအမြင့်ရှင်လိုအပ်ပြီးလေကြောင်းရမကကွယ်နိုင်ရဲ့လေကြောင်းရကွယ်ဆိုင်နီလန်နေ့လိုက်နေဆိုင်လိုအပ်ကြောင်း စစ်ကောင်စီတပ်ကတရင်ပြည်တွင်သာမကတိုင်းသာလက်နက်ကိုင်နှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကတိုက်ခိုက်သိမ်းပရရှိခဲ့နေရာတွေမှာလူဖြစ်တော်လကောင်လက်နက်ကြီးဖြစ်တော်လကောင် drone ဖြစ်တော်လကောင်လေကြောင်းဖြစ်တော်လကောင်ပြည်မဲ့ပြည်သူလူတို့ရဲ့ပေါ်ဆရာဆွေးမှုကျွလွန်နေလျက်ရှိကြောင်းတရားနာလေကသတင်းထုတ်ပြန်တီးပေးပါတယ် ဆလဘီဝမ်တွင်းမှာစစ်မှုထမ်းပတ်စင်ဆက်ရှိအတွက်လူငယ်ငါးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းစီမန်လေးတိုင်းဝမ်တွင်းမြို့နယ်ကျေးရလီယာကိုဂျပန်စစ်တပ်ကစစ်ကြောင်းတုံဝင်အောင်စီနေမီလူငယ်ငါးကိုစစ်မှုထမ်းကိုင်ပေါ်တာဆွဲဖမ်းစီသွားကြောင်းဝိုင်းစုံဝမ်နေတောင်းရှိသူကပြောတယ်။အော်တိုဘလ9ရက်နေ့မိုးလင်းနိုင်ကန်ချိန်ဝမ်နေမြို့နယ်အတွင်းရှိခံပတ်ရွာရာတရာတောင်စီရွာနဲ့အုံမတွေ့ရာတို့ကိုဂျပန်စစ်တပ်ကဝင်ရောက်စီနေမီပြည်သူငါးကိုပေါ်တာဆွဲဖမ်းစီခဲ့ခြင်းဖြစ်ကြောင်းအကြပ်ဖက်စစ်တပ်ကခပ်ပက်ရမလူငယ်နဲ့ရွာတရမလူငယ်နဲ့တောင်ဆန်ရမလူငယ်တောင်နဲ့အုံမတွေ့မလူငယ်ချို့တို့ကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြအောင် ဖန်ဆီယာမှာ light truck ကတစ်စီးကိုချော်ဆွဲကပြည်သူတွေကိုခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရတယ်။အကြဖက်စစ်တပ်ကရခိုင်အတူပါလာ15ရက်နေ့ဖွင့်လှစ်မဲ့စစ်မှုရန်ပတ်စင်ဆက်ရှယ်အတွက်ဝမ်နင်းမြို့နယ်ကျေးပေါ်ကျေးရွာတွေမှာလူငယ်တွေကိုပုံစံမျိုးစုံနဲ့ရှာဖွေဖန်စီပေါ်တာဆွဲလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါက်နယ်မြန်မြို့နယ်ရှိကြရဲကိုစစ်တပ်ကလင်းဆက်တက်လေးဒီရင်နဲ့300စက်တိုက်ဖုံးကျဲတိုက်ခိုက်မှုပြည်သူတောက်တိတ်ဆုံးမိတိကြတဲ့ရရှိသူများပြား မကွေးတိုင်းပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်ဇာရှိကျေးရွာတွေကိုဂျပန်စစ်တပ်ကလည်းရင်စက်တက်လေဒီနဲ့တုံးရဆက်တိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တင်းဆုံးပြီးတိုက်ခိုက်တဲ့ရရှိသူများပြားကြောင်းမြိုင်ထောင်မင်းမြေပြင်တရိမ့်မဲ့ပြန်ကြားရေးဖွဲ့တော်ရရှိသူကပြောတယ်။အော်တိုဘလန်ကိုင်းဒီမနက်7:30နာရီမှာပေါင်းမြုံနယ်ကိုရှင်မြောက်ချမ်းရှိကျေးရွာတွေကိုဂျပန်စစ်တပ်ကစက်တက်လေဒီ၃စီးနဲ့၃ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတအုပ်တင်းဆုံးပြီးနောက်တိုက်ခိုက်တဲ့ရရှိကနေနေပျက်စီးခဲ့ကြောင်းသိရပါတယ်။ အလားတူယင်းနေ့မနက်7:00နာရီကျော်ကမှလည်းမြန်မြွဲ့နယ်တောင်ချန်းရှိကြာရီကိုပခုတ်ကိုတမတရားတကနေ့တက်လိုက်ဆက်တက်လီလီ3စီကလေချောင်းတိုက်ခိုက်မှု5ချိန်ပြုလုပ်သွားကြောင်းထို့ပြန်ထိုးပေါ်လာ9နာရီမနက်6:45နာရီမိနစ်ခန့်မှလည်းမြန်မြွဲ့နယ်အနောက်ပိုင်းရှင်းနယ်မော်ဒေတာကိုဂျပန်စစ်တပ်ပခုတ်ကိုတမတရားတကတက်လိုက်ဆက်တက်လီလီ2စီကလေချောင်းတိုက်ခိုက်မှု5ချိန်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလေကြောင်းတိုက်ခိုက်မှုတွေရေနံပေါ်မှာအလုတ်လုတ်ကိုင်းနေသူနှောင်းဦးထိခိုက်တဲ့ရပြီးအစာအုပ်တွေလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်။ထို့ပြင်အော်တိုဘလာ၃ရက်နေနဲ့အော်တိုဘလာ ၄ရည်နေ့တို့မှာလည်းပေါင်းမြွနဲ့နောက်ချမ်းစေကြီးတောင်ပေါ်ဒီလင်းမြွနဲ့နဲ့ပေါင်းမြွနဲ့ဆက်ကြရရင်နဲ့မြန်မြွနဲ့နောက်ချမ်းရှိကြရတဲ့ကိုဂျပတ်စစ်တပ်ကလင်းရင်ဆက်တက်လေဒီရည်နဲ့ဘုံနေကျဲချတိုက်ခိုက်သွားကြောင်းသိရတယ်။လက်ရှိချိန်မှာပေါင်းမြွနဲ့နဲ့မြန်မြွနဲ့အတွင်းရှိကြရတွေမှပြည်သူတွေကဂျပတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်လာမျိုးကိုစိုးရိမ်နာကြောင်းဘေးလွယာကိုထပ်ပြေးတိမ်းရှောင်နေရပြီးပြည်သူများလေကြောင်းအနေနဲ့တတိပြုနေထိုင်ကြတဲ့တော်လိုင်းအင်အားစုတွေကမြစ်တမ်းရပ်ခံပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့ဝက်လက်မြွနယ်အောက်ထပ်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်တိုက်ခိုက်မှုစစ်သားတွေထိခိုက်ဒေဆုံးမှုများပြားသခိုင်းနယ်ဝက်လက်မြွနယ်အောက်ထပ်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်တိုက်ခိုက်ရာကျပ်ဖက်စစ်ကောင်စီတပ်သား30ခန့်ဒေဆုံးခဲ့ကြောင်းရွှေဘိုခဲအမတ်23တိုက်တာဝန်ရှိသူကပြောတယ်။စတေမာလာ19ရက်နေ့မန်လေးမြို့ကောင်းဝင်ဆိုင်ကန်ကနေတန်ခွန်သိမ်းမော်ရဲ့အရာရီမြစ်ကြောင်တိုင်းစံတက်လာတဲ့စစ်ကောင်စီတပ်သားတွေကစတေမာလာ session နေမွန်တက် ဆန္ဒနိုင်ဝင်ကျဲမှာဝက်လက်မြွနဲ့အောက်ထပ်သားရွာကိုရောက်ရှိပြီးယာယီခြေကျတက်ဆွဲခဲ့ကြောင်းသိရတဲ့ထို့သို့တက်ဆွဲထားတဲ့ဂျပန်စစ်သားကိုပြည်သူ့ကာကွယ်ဘုပေါ်တပ်ဖွဲ့ကစတီမာလဆက်ရှင်တွေကစတင်ပြီးဝိုင်းအုပ်ပိတ်ဆို့ထားကအပေါ်တက်သားရွာမှာအသင်းဆောင်ကြိုပြီးတော့စောင့်ဆိုင်ခဲ့ကြောင်းထို့သို့စောင့်ကြိုနေတဲ့အပေါ်တက်ရွာကိုစတီမာလ20ရှစ်နှင့်ဝန်တက်ဆန္ဒနိုင်10မိနစ်ချင်းဂျပန်စစ်တပ်ကစစ်ကြောင်းထုတ်လာသဖြင့်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရတဲ့ ရှင်းတိုက်ပွဲအတွက်ဂျပန်စစ်သားအထင်နာကဖီယိုဖီယဲနဲ့ပြတဲ့ဆုတ်ခွာသွားပြီးနောက်စတင်မာလာဆက်ရှင်နဲ့မိုးလဲနှစ်နာရီခန့်မှာထပ်မံစစ်ကြောင်းထုတ်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ခရမ်းမလုံလောက်မှုကြောင့်ပြတဲ့ဆုတ်ခွာခဲ့ရတော့လဲစတင်မာလာဆက်ရှင်နဲ့ကလည်း၂၈နှစ်ဒီတိုက်ပွဲတွေအတွက်ဂျပန်စစ်သား30ခန့်တိစုံခဲ့ကြောင်းသိရတယ်။မဆိုပါတိုက်ခိုက်မှုကိုရွှေဖို့ခဲ့မှတ်ဆန်58 2023-26တူကဲတာ weekend တိုင်းမှာပူပေါင်းကြခြင်းဖြစ်ပြီးရှင်းတိုက်ပွဲတွင်ဂျပန်စစ်သားများပြသိဆုံးတာကိုမြင်မြင်ရတော့လကောင်းဖက်ဆီယာရှယ်စစ်တုံးမှနေပြပြကြရရလကောင်းသိရှိကြောင်းရှင်းဖို့ခိုင်တိုင်း23ကထုတ်ပြန်ပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်တွင်ကျေးဇူးတင်ရှိပါတယ်ရှင်။